ကပါကြီးရဲ့တည်တန်းကိုဘယ်လို တိုင်းတာကြတာလဲတစုံတဦးကကျွန်တော်တို့ကိုကြောက်ဖြစ်ရုပ်ကျွင်းတစ်ခုရဲ့တည်တန်းဒါမှမဟုတ်ကပါကြီးရဲ့တည်တန်းအကြောင်းတွေကိုပြောပြတဲ့အခါမျိုးမှာယုံရခင့်နေတာမျိုးတွေကြုံတွေ့ခဲ့ဘူးကြမှာပါအခုဗီဒီယိုလေးမှာတော့ကပါကြီးရဲ့တည်တန်းကိုဘယ်လိုတိုင်းတာကြတာလဲဆိုတဲ့အကြောင်းအရာကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ် ျွန်တော်တို့လူသားတွေဘို့ကျွန်တော်တို့ရဲ့အသက်ကိုတိုင်းတာတဲ့အခါမှာအရန်လွယ်ကူပါတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်တို့မှာပြစ်ကြရင်တွေရှိနေလို့ပါ။ဒါကြောင့်ကျွန်တော်တို့လူသားတွေကကျွန်တော်တို့ရဲ့အသက်ကိုတည်ကျင်တဲ့အခါမှာပြစ်ကြရင်ကိုပြေးကြည့်လိုက်ုံပါပဲ။ဒါပေမဲ့ပြစ်ကြရင်ဆိုတာက လွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကကျွန်တော်တို့လူသားတွေတည်ထွင်ခဲ့တဲ့အရာပဲဖြစ်ပါတယ်။ဒီပြစ်ကြရင်ကိုတည်ထွင်လိုက်တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်မတိုင်ခင် ခုနှစ်တက်ကြတဲ့တွေတန်းပေါင်းများစွာကြံနေအောင်ပါပါ။ဒါကြောင့်ပြစ်ကရင်ကိုကြည်ပြီးကျွန်တော်တို့ကကဘာကြီးရဲ့တက်တန်းကိုတိုင်းတာတွေ့ချင်လို့မရပါဘူး။ကျွန်တော်တို့တဘဝလောကကြီးမှာခုနှစ်တက်ကြတဲ့ကိုခြေရာခံပြီးတွေ့ချင်လို့ရတဲ့အရာတွေရှိနေပါတယ်။အဲဒီနီလန်းတွေတဲကတကူကတော့တစ်ပင်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာတစ်ပင်ရဲ့အသွေးမိုင်းကိုကြီးလိုက်တဲ့အခါမှာအဝိုင်းတွေကို တွေးမြင်ကြရမှာပါ ။တစ်ပင်တွေဟာနှွေနှောင်းပိုင်းယာရီတခါရောက်တိုင်းအကွင်းတစ်ခုဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်တစ်ပင်တစ်ပင်ရဲ့တစ်တန်းဘလောက်ရှိပြီလဲဆိုတာသိကြရဲ့ဒီအတွင်းပိုင်းမှာအကွင်းဘယ်နှကွင်းပါတယ်လဲဆိုတာနဲ့တိုင်းတာတွေ့ချင်းလို့ရနေတာပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့အပင်ကြီးကတော့ Brussels Queen Fly လို့ခေါ်တဲ့ကမ္ဘာတစ်တန်းအကြီးဆုံးအပင်ပဲဖြစ်ပါတယ်။ဒီနည်းပညာတွေ့ချင်းမှုအရာ ဒီတစ်ပင်ဟာနှစ်ပေါင်း4000ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်ကံမကောင်းစွာနဲ့ပဲတစ်ပင်အတွင်းပိုင်းကအကွင်းတွေဟာ သူတို့တည်ရှိထင်ရှားရှိနေစဉ်အချိန်ကာလမှာပဲဖြစ်ပေါ်တာဖြစ်ပါတယ်တစ်ပင်တွေတည်ဆုံသွားတဲ့အခါကျရင်ဒီအကွင်းတန်တရာလေပတ်မှုကလည်းရပ်ဆိုင်သွားမှာပဲဖြစ်ပါတယ် ဒါကြောင့်ဒီတစ်ပင်တွေမတိုင်ခင်မှာကဘာကြီးရဲ့တစ်တန်းကအတန်းပေါင်းများစွာကြံနေခဲ့ဦးမှာမို့လို့ကဘာကြီးရဲ့တစ်တန်းကိုတစ်ပင်တွေနဲ့တိုင်းတာလို့မရနိုင်ပါဘူးကဘာကြီးရဲ့တစ်တန်းကိုတိုင်းတာဖို့အတွဲအကောင်းဆုံးနီလန်ကတော့ကြောက်ဆောင်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ကြောက်ဆောင်တွေမှာအလွှာတွေပါဝင်နေပါတယ်တစ်ပင်တွေရဲ့ အကွဲနေလို့မြင်တွေ့ရနိုင်မို့အရမ်းမလွယ်ကူပေမဲ့ဒီကြောက်ခဲတွေမှာအလွာတွေနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ဒီကြောက်ဆောင်တွေရဲ့အလွာမြစ်တွေချောင်းတွေကတဲတွေကိုတပြေးပြေးပို့ချရင်းနဲ့ဖြစ်ပေါ်လာခဲ့တဲ့အရာတွေပဲဖြစ်ပါတယ်။ကကြောင်ကြောက်ဆောင်တွေရဲ့အထူနဲ့ဒီကြောက်လွားလေးတစ်ချက်ဖြစ်ပေါ်လာဖို့နှစ်ပေါင်းဘလောင်းမြစ်တွေကပိုးချရတယ်လဲဆိုတာကိုလေ့လာခြင်းအပြင်ကြောက်တွေရဲ့တည်တန်းကိုခံမှန်းနိုင်မှာဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်တလင်းမလောက်အထူးရှိလာမယ်အကြောင်းလာတစ်ချက် ဖြစ်ပေါ်လာဖို့မြစ်တွေချောင်းတွေကနှစ်ပေါင်း100လောက်ပို့ချနေရတာဖြစ်ပါတယ်โอเคเปยเตียอจูရှိမဲ့ကြောက်လွာတစ်ချက် ဖြစ်ပေါ်လာဖို့အတွက်မြစ်တွေချောင်းတွေက ပို့ချရမယ့်နှစ်ကတော့နှစ်ပေါင်းတသိန်းလောက်ရှိနေမှာဖြစ်ပါတယ် ဒါကြောင့်သိပ္ပံပညာရှင်တွေကကဘာပေါ်ကချောင်းလွာကြီးတွေရဲ့တစ်တန်းကိုတွေ့ချစ်ခြင်းအပြင်ကဘာကြီးရဲ့တစ်တန်းဟာမီလီယံနဲ့ချီပြီးရှိရဆိုပြီးခံမှန်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ကအခုအခါမှာတော့ကဘာကြီးရဲ့တစ်တန်းကိုပုံမူတိကျစွာတွေ့ချစ်ပေးနိုင်မယ့်နည်းလမ်းတွေရှာဖွေရေးတွေ့ရှိထားပြီးပါပြီ။ဒါကတော့ရေဒီယိုတက်တိကြွခြင်းနည်းလမ်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုတက်တိကြွခြင်းနည်းလမ်းနဲ့ချောင်းလွာတွေကို ပို့ပြီးအာမတိကျစွာဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသွားတာဖြစ်ပါတယ်ဒီဗီဒီယိုတက်တိကြွားခြင်းနီလန်ဖြင့်ကဘာကြီးရဲ့တည်တန်းဟာမီလီယံနဲ့ချီတာထက်မကတော့ဘူးဆိုတာကိုတစ်တေပြနိုင်ခဲ့ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကဘာကြီးရဲ့တည်တန်းကဘီလီယံနဲ့ချီပြီးရှိနေပြီဖြစ်ပါတယ်။ဗီဒီယိုတက်တိကြွားခြင်းနီးပညာဖြင့်တိုင်းတာကြီးရဲ့အရာကျွန်တော်တို့ကဘာကြီးရဲ့တည်တန်းဟာ4.5 billion years သီးရှိနေပြီပဲဖြစ်ပါတယ်အတူတူပြောရမယ်ဆိုရင် ကျွန်တော်တို့ကမ္ဘာကြီးရဲ့တည်တံ့က4.5 billion years ရှိပြီဆိုတာကကျွန်တော်တို့ကမ္ဘာမြေပေါ်တွေ့မြင်ရတဲ့ကြောက်လွှာတွေရဲ့တဲလွင်စားဒါမှမဟုတ်အသစ်တွေက နေတစ်စက်တွေ့ချထားတဲ့တည်တံ့ပဲဖြစ်ပါတယ်။ Wow